ရေဒီယိုအန်ယူဂျီတော်ရစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မေလ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့စီရေးသတင်းကတော့မြိုင်မြို့နယ်ကရွာတွေကိုစစ်ကြောင်းထုမီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လိုင်းတပ်တွေကတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က9ဦးထပ်မင်းနဲ့တေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် မကွေးတိုင်းမြိုင်မြို့နယ်တွင်လှည့်ပတ်စစ်ကြောင်းထိုးခဲ့တဲ့အင်အား200ကျော်ပါစစ်ကောင်စီတပ်ဖွဲ့ကိုတော်လိုင်းတပ်တွေတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က9ဦးထပ်မံတေဆုံးသွားတယ်လို့ MVP Revolution Force အဖွဲ့ကပြောပါတယ်။အဲဒီစစ်ကြောင်းဟာမီလာတည့်နေ့ကစပြီးမြန်မြွနယ်တွင်းကရွာတွေကိုဝင်ပြီးမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။မြန်မြွနယ်တွေကရွာတွေမှာ9ရက်ကြာတက်ဆွဲပြီးစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့တဲ့အဲဒီစစ်ကြောင်းဟာမနေ့ကမီလာ9ရက်မနက်စောပိုင်းမှာ မြိုင်မြို့နယ်အတွင်းကထွက်ခွာသွားပြီးည၈နာရီကမှပခုတ်ကူအခြေဆိုင်တပ်မတရားတစ်တွင်ပြန်လည်ဝင်ရောက်သွားပြီလို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာတစ်ကြီးတော်လေတံပေါပင်ကိုင်းစတဲ့ရွာတွေမှာထိုင်ချပြီးပဝန်းကျင်ရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူကာကွယ်တပ်တွေကနေ့စဉ်နေ့ပါတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုများတာကြောင့်အထိနာနေတဲ့စစ်ကောင်စီတပ်ဟာမေလ၂ရက်ကနေ၆ရက်နေ့ထိလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။စစ်တပ်စစ်ကြောင်းဟာ တကြည်တော်ရွာကအိမ်၆လုံးနဲ့ပေါ့ပင်ကိုင်းရွာကပြည်သူပိုင်းအိမ်33လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီစစ်ကြောင်းပြန်လည်ထွက်ခွာသွားချိန်ရွာတွေကိုရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာလီတန်းရွာအနီးမှာမြေမြုပ်ထားခဲ့တဲ့စစ်သားအလောင်းတွေနဲ့စစ်ယူနီဖောင်းတွေတွေ့ခဲ့ရတယ်လို့ NVP Revolution Force ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ကြုံတိုးတိုက်ပွဲမှာစစ်တပ်ကဒုတရင်မှုအပါအဝင်30ခန်းတင်ဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဂင်းပြည်နယ်ကြုံတုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခတ်ခဲ့ရမှာကန်ရန်စစ်တနာချုပ်လက်အောက်ခံခမရ430နှစ်တရင်ကဒုတရင်မှုဗမှုစုမင့်ထက်အပါဝင်စစ်သား30ခန်းတေဆုံးသွားတယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကဒီနေ့မေလ8ရက်မှာထုတ်ပြန်ပါတယ်။ EB လ30နေကဖြစ်ခဲ့တဲ့တိုက်ပွဲသတင်းကိုအတိအပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ EB လ30နေကဖြစ်ခဲ့တဲ့တိုက်ပွဲဟာကြုံတုံးမြို့နကြံကုန်းကျေးရွာနီးကိုအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။ အကြံပေးစစ်ကောင်စီရဲ့ဒင်းနေသားအတိုင်းကံရန်စစ်တာရာချုပ်လက်အောက်ခံတပ်တွေနဲ့တပ်မ22အပဝင်တပ်မ44လက်အောက်ခံတပ်တွေဖြစ်တဲ့ခမရ208ကြံမြောခမရ102မုဒမခမရ432ပုံပြင်စတဲ့တပ်ရင်းတွေကအင်အား90ဝန်းကျင်ကပါစစ်ကြောင်းကိုမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်ပြည်သိပ်ပါတီ NMSPAD ပြန်လွှားစစ်ကြောင်း Lion Battalion စစ်ကြောင်းစတဲ့ KNL ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ခဲ့တာလို့သိရပါဗျာ။ မနက်9:00နာရီကနေ10:00နာရီထိကြာမင်းခဲ့တဲ့တိုက်ပွဲမှာစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ပေါင်းစုကအပီးသက်တိုက်ခိုက်ချေမှုနိုင်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာစစ်ကြောင်းပြတ်ပြီးဆုတ်ခွာသွားတယ်လို့အသိပေးပါတယ်။လက်ရှိချိန်ထိတိုက်ပွဲတွေဇက်လိုက်ဖြစ်နေတာကြောင့်ပြည်သူလူထုအနေနဲ့မိမိတို့နေထိုင်ရာဒေသအနီးဝန်းကျင်ကစစ်ရေးသတင်းတွေကိုနားဆွင့်ထားပြီးစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေယာဉ်ကြံကိုကာကွယ်နိုင်တဲ့နေရာတွေမှာနေထိုင်ကြဖို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က 3B တိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတခါ တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေရာကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရမှာ SNA 3ဦးထံမှနေတေဆုံးကတဦးကိုအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းတွင်းကတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမျိုးကိုစစ်ကောင်စီနဲ့သရုတ်လောက်ခံ ရှမ်းပြည်မျိုးသားများတက်မတော် SNA ပါတဲ့ပူးပေါင်းအဖွဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ခုခံတိုက်ခိုက်ခဲ့ရမှာ SNA 3ဦးထံမှနေတေဆုံးကတဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ကသာခဲအမှတ်လေးတရင်ကထုတ်ပြန်ပါတယ်။ကသာခဲအမှတ်လေးတရင်အနေနဲ့ တော်လိုင်းတက်တွေထင်းချုပ်ထားတဲ့နယ်မြေလို့သာအတိပေးထားပေမဲ့ဒေသတွင်းသတင်းရင်းမြစ်တွေကတော့ဗမောက်မြို့နယ်ထဲမှာစေအုပ်စုနဲ့တော်လိုင်းတက်တွေကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်မေလ6ရက်မနက်8နာရီကျော်အချိန်မှာတော်လိုင်းတက်တွေထင်းချုပ်ထားတဲ့နယ်မြေကိုစစ်ကောင်စီနဲ့ရှမ်းပြည်မျိုးသားများတပ်မတော် SNA ပါတဲ့ပူးပေါင်းအဖွဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့အတွက်နိုင်ဝက်ခန့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်ဒီတိုက်ပွဲမှာစေအုပ်စုဘက်က SNA တပ်ဖွဲ့ဝင်3ဦးထံမှလည်းတေဆုံးကတူးကိုအရှင်ဖမ်းမိတယ်လို့တော်လိုင်းတက်တွေဘက်က2ဦးတန်ရရခဲ့တယ်လို့ အုပ်ချုပ်ရေးပကဖအဖွဲ့တဦးတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးလူခဲ့ရတယ်လို့ကသာခံအမှတ်လေးတရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ3ရက်နေ့တုန်းကလည်းစစ်ကောင်စီဘက်က drone နဲ့တိုက်ခတ်ခဲ့တာကြောင့်ဂရုမျိုးသားစာပေညီလာခံကျင်းပရာခန့်မနဲ့စာတင်ကြောင်းဆောင်တွေပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တင်းနေသားကြီးသိန်းခုံရွာတိုက်ပွဲ9လကြာတဲ့အထိဆက်ဖြစ်နေပြီးစစ်တပ်ဘက်ကအရာရှိပအဝင်150ခန်းထိခိုက်သေးဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ တင်းနိုင်မျိုးနဲ့တိန်ခုံကျေးရွာတိုက်ပွဲဟာငားလာခန့်ကြာမြင့်လာပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကောင်စီဘက်ကအရာရှိပါဝင်150ခန့်ထိခိုက်သေဆုံးမှုရှိတယ်လို့မြိတ်ခရိုင်အမှတ်နှစ်တိုင်ရင်ကဒီကနေ့မေလ၈ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီငားလာတာအကာလအတွင်းမှာအချိန်ကြီးတရာကျော်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးအရာရှိပါဝင်ရန်သူစစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှု150ခန့်ရှိတယ်လို့ဆိုပါတယ်။လက်ရှိချိန်ထိလည်းနေစဉ်ဒီမှာထိတွေ့တိုက်ပွဲတွေဖြစ်နေပြီးရန်သူစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုများနေတယ်လို့ ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့မှလည်းထိခိုက်မှုအနည်းငယ်ရှိတယ်လို့အသိပေးပါတယ်။ထိတွေ့တိုက်ပွဲတွေမှာရန်သူစစ်ကောင်စီတပ်ဘက်ကတပ်သား12ဦး KNL တရင်71ကိုလက်နက်နဲ့အတူအလင်းဝင်လာတာရှိတယ်လို့ပြောပါတယ်။အလင်းဝင်လာသူအများစုဟာထိုင်းဘက်ကမြန်မာနိုင်ငံကိုပြန်ပို့ခံရသူတွေဖြစ်ပြီးအဲ့ဒါမှစစ်သားစစ်အဖြစ် စုဆောင်းခံခဲ့ရသူတွေလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF, KNL, KTLA, ပကဖပူးပေါင်းတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တရနာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေကို ဒေသနေမိမပြည်သူများခီးသွားပြည်သူများအနေနဲ့တရေရှိစွာသွာလာနေထိုင်ပေးကြဖို့ရိတ်ခဲအမှတ်နှစ်တရင်ကမြစ်တာရက်ခံထားပါလေခင်ဗျာအခုတကတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်အရသာပြည်သူသေဆုံးမှုတွေရှိတယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်ချင်းပြည်နယ်မင်းတပ်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့ရမှာအရသာပြည်သူသေဆုံးမှုတွေရှိတယ်လို့ အစိုးရအဆောက်အုံတွေနဲ့ဝန်ထမ်းအင်အားတွေပျက်စီးသွားတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကပြောပါတယ်။မနေ့ကမေလ9ရက်နေ့ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2ကြိမ်လုပ်ခဲ့တာကြောင့်အရသာပြည်သူတွေအသက်ဆုံးရှုံးကနေအိမ်အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ရတာလို့ဆိုပါတယ်။မင်းတပ်မျိုးအနီးဝန်းကျင်ကိုမနေ့ကမေလ9ရက်မနက်တနင်္ဂနွေခွဲအချိန်မှာဘုံနှလုံးကျဲချခဲ့ရမှာနေအိမ်တွေပျက်စီးခဲ့တယ်လို့နေ့လယ်2:40ဝန်းကျင်မှာလည်းမင်းတပ်မျိုးကို Jet Fighter နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အစိုးရအဆောက်အုံနဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးခဲ့တာ အရသာပြည်သူတွေအသက်ဆုံးရှုံးရလာလို့မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာ CDF မင်းတပ်အပါဝင်တဲ့ချင်းကြီးနောင်နဲ့မာမေးဖွဲ့တွေကမင်းတပ်မြို့ကိုစစ်ကောင်စီလက်ကနေအပီးသက်သိမ်းပိုင်နိုင်ခဲ့ပြီးမင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ကမြို့အုပ်ချုပ်ရေးအကောင့်ထေဖို့ဆောင်ရွက်နေချိန်မှာစစ်ကောင်စီဘက်ကလေကြောင်းကနေတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အေဘီလာ9ရက်နေ့ကလည်းမင်းတပ်မြို့ဘော်ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ရှစ်လသားအရွယ်ကလေးငယ်ပါဝင် အရသာပြည်သူ6ဦးသေဆုံးခဲ့ရတယ်လို့စစ်ရေးသတင်းမှတ်တမ်းတွေရသိရပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စစ်ရေးသတင်းကတော့ကြိုက်တုံနဲ့တထုံမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ဆေးရုံနဲ့ဘုံကြီးကျောင်းတွေပျက်စီးပြီးလူ8000ကျော်စစ်ဘေးရှောင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကရင်မျိုးသားစီယုံကော်တူလီအုပ်ချုပ်နေပြီးဒုသူခရိုင်တွေကကြိုက်တုံနဲ့တထုံမြို့နယ်တို့မှာ အကြံဘက်စစ်ကောင်စီရဲ့တိုက်ခတ်မှုကြောင့်ဆေးရုံနဲ့ဘုံကြီးကျောင်းတွေပျက်စီးပြီးလူ၈000ကျော်ဆေးပေးရှောင်နေရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။အရသာပြည်သူလူထုကိုပြစ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတိုက်ခတ်တာနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်ဆေးရုံတရုံဘုံကြီးကျောင်းနှစ်ကျောင်းနဲ့စိုက်ပျိုးဂျန်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။အကြံဘက်စစ်တပ်ဟာအီဘီလ28နှစ်မနက်7:00နာရီကမှလေကြောင်းကနေပေါင်300ဘုံဒီကျဲချခဲ့တာကြောင့်ကြိုက်ထုံမြို့နယ်ပြင်ကရုံကျေးနယ်ကရောဘာဂျန်တွေပျက်စီးခဲ့ရတယ်လို့အသိပေးပါတယ်။ မီလာနှစ်ရက်နေ့ကလည်းမနက်9:00နာရီကနေညနေ9:00နာရီထိစစ်ကောင်စီလက်အောက်ခံခမရ200အခွန်နဲ့အမတ330တပ်တို့က60မမ87မမနဲ့120မမလက်နက်ကြီးတွေနဲ့12လုံးပစ်ခတ်ခဲ့တာကြောင်းခရွေကျင်းနယ်3ကွာရေကျော်ဓမ္မဒုဒဘုံကြီးကျောင်းအနီးတစ်ဝိုက်နဲ့ရွာပြင်တစ်ဝိုက်ကိုကြားရောက်ပေါက်ကွဲခဲ့ပြီးလမ်းမီတိုင်တွေနဲ့ရာဘာဘင်တွေပျက်စီးခဲ့တယ်လို့နေ့လယ်2နာရီကျော်ချိန်မှာ Jet Fighter နဲ့ပေါင်300ဘုံဒီတစ်လုံးပြင်ကရောကုန်းကျင်းနယ်တွင်ကျဲချတိုက်ခတ်ခဲ့တယ်လို့ KNU ဘုံထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မေလ၄ရက်နေ့မှာလည်းအချမ်းဘတ်စစ်တပ်က Jet Fighter နဲ့16ကရင်ဇက်ဖလန်တောင်ဆေးရုံကိုဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံအဆောက်အုံတွေပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူမေလ6ရက်နေ့မနက်၈နာရီကျော်ချိန်မှာလည်းအချမ်းဘတ်စစ်တပ်က Jet Fighter နဲ့အလူးကြီးနေတဲ့ကိုဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ရမှာကြက်မောက်ချန်တချန်ပျက်စီးခဲ့ရပြီး၈နာရီ၁၈မိနစ်မှာဘုံတလုံးထပ်မံကျဲချခဲ့တာကြောင့်ငပြောတော့ကြီးနေကတောင်ထမ်းချန်တချန်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ အလားတူတထုံမြို့နယ်မှာလည်းမေလ၄ရက်နေ့ည7:15မိနစ်မှာစစ်ကောင်စီလက်ထက်ကရွှေရောင်ပြကြီးနယ်ကိုဘုံနှလုံးကျဲချခဲ့တာကြောင့်ဘုံကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ရပြီးရာဘာဂျန်ကရာဘာဘင်90ကျော်ပျက်စီးသွားတယ်လို့သိရပါတယ်။ညနေ2:00ကျော်ချိန်မှာလည်းရွှေရောင်ပြကြီးနယ်ကိုစစ်ကောင်စီလက်အောက်ခံအမတ320တပ်ကလက်နက်ကြီးနှလုံးနဲ့ထပ်မံပစ်ခတ်ခဲ့ရမှာရာဘာဂျန်နဲ့တောရကျောင်းကဘုံကြီးကျောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့ရတဲ့ပြင်ည9:45မိနစ်မှာခမရ206တပ်နဲ့အမတ402တပ်က လက်နက်ကြီးနှလုံးစီထပ်မံပစ်ခတ်ခဲ့တာကြောင့်ကော်လှိုင်းကျင်းတွေကဒေသနေပြည်သူတွေရဲ့လုပ်ငန်းခွင်အချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါဗျ။အခုလိုအကြံဘတ်စစ်ကောင်စီတပ်ကအရသာပြည်သူတွေကိုပစ်မှတ်ထားပြီးလေကြောင်းပါဝင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေအဆက်မပြတ်ပြုလုပ်နေတာကြောင့်ကျိုက်တုံမြို့နယ်ကဒေသနေပြည်သူ8000ဦးထွက်ပြေးတင်းရှောင်နေကြရပြီးအရေးပေါ်လူသားစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ KNU ဖော်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို ရေဒီယို NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။